အမဲညိုဟာဘယ်ရှမ်ပူလေးလုပ်ပါမယ်။ဒါကတော့ရင်းနှီးပြီးသားပါရင်းနှုံးကလည်းခဏခဏတင်မှုပါတယ်နော်။တော်တော်များများလေး లై ့လုပ်ကြပြီးတော့မှသူ့ရဲ့အကျိုးအာနိသင်ကိုတည်ပြီးတော့မှ లై ့ပြီးတော့မှသုံးကြတဲ့လူတွေအများကြီးရှိပါတယ်နော်။အဲ့ဒါအခုထပ်လုပ်ပြပါမယ်နော်။စကားနဲ့စစ်ထားပါတယ်။ပြီးတော့ စကားစိတ်နဲ့ပြန်စစ်ပါမယ်ဒါ 你要拿什么去安慰？ ကဲဒီတခါအောင်မဲညိုဟာဘယ်ရှမ်ပူလေးလုပ်တဲ့နေရာမှာအမ်ထဲ့တဲ့ပါဝင်ပစ္စည်းလေးနည်းနည်းလေးပြောင်းပါမယ်နော်။ဟိုရင်နှုန်းကဆိုရင်ကျွန်မက P27 လို့ခေါ်တဲ့သပင်ပျော့စည်းကိုထည့်ပါတယ်။ဒါလေးကလက်နိုလင်ပါ။လက်နိုလင်ကိုကျွန်မမထည့်ပါဘူးနော်။ဒါပေမဲ့မိန်ထိုင်းလန်လက်နိုလင်ကကောင်းတယ်လို့သူများပြောကြတော့ကျွန်မဒီတခါထည့်ကြည့်ပါမယ်။အဲ့ဒါလေးကိုထည့်မယ်ဆိုရင်သူကအခဲလေးတွေစီစီလေးတွေဖြစ်နေတဲ့အတွက်ကြောင့်သူ့ကိုအပူပေးပြီးတော့မှအရေးဖြော်ရပါတယ်တဲ့။ အဲ့ဒါဒီမှာလုပ်ကြည့်ပါမယ်။လက်နိုလင်ကိုအရေးဖြော်ဖို့အတွက်ပြုတ်ရည် 800g နဲ့လက်နိုလင်နဲ့ရောပြီးတော့မှအပူပေးပါမယ်။ 800g နဲ့လနိုလင်နဲ့ရောပြီးတော့အပူပေးပါမယ်။အဲဒါကြောင့်မို့လို့ပြုတ်ရည် 800g ကိုခြံထားရယ်နော်။အောင်မင်းညိုနဲ့ကင်မွန်ဒီပြုတ်ရည်ကကြတော့ 800g မှာပါပြီးသား3လီတာခွဲချိန်ထားပါတယ်။အဲ့ဒီ3လီတာခွဲထဲမှာမှဟို 800g ကိုဖယ်ထားပါတယ်။ဒါကိုအရင်ဖြော်ပါမယ်နော်။ ါလေးက N8000 မှာ N8000 ကိုထုံးစံတိုင်းမဲ့ခြေမဲ့၊မှွေမဲ့ okay, bị... chế biến lòng thêm mấy, chú ý lòng thêm mấy rau mùi mấy ထည့်ပြီးသွားပြီနော်ကိုကိုပီတိန်ထည့်ပြီးသွားပြီနော် preservative ထည့်ပါမယ် preservative ထည့်ပါတယ်နောက်ပြီးတော့ vitamin B5 vitamin B5 ထည့်ပါတယ်သူကအမုံလေးနဲ့လာရနော်ထည့်ပြီးပြီဆိုရင်ဝေးပါမယ် ါလေးကလနိုလင်မှာဒါလေးကလနိုလင်မှာလနိုလင်လေးထည့်ပါမယ်ထည့်ပြီးတော့အပူပေးပါမယ် နောက်ဆုံးမှကြံတဲ့ NACL ထည့်ပါမယ် NACL ဆိုတဲ့စားထည့်ပါမယ် ซาเทยเนี่ยเนี่รีเปลี่ยนต่อไปเนาะ

ကျွန်မအရင်တုန်းက PQ7 ထည့်တယ် PQ7 ကအရေကိုမပစ်သွားစီတဲ့အတွက်ကြောင့်မို့လို့နည်းနည်းကျဲတယ်အခုဒီဟာကလင်နိုလင်ကအရေကိုပစ်သွားစီပါတယ်လင်နိုလင်ဆိုသပြင်ပျော့စီနော်ပျော့စီဆို conditioner လို့ပျော့သွားတာမဟုတ်ဖဲနဲ့ဒီထဲမှာပါတဲ့ chemical တွေရဲ့ပြင်အားကိုဥယေပြားနဲ့သပြင်ကိုမထိအောင်ထိန်းချုပ်ပေးထားတဲ့ထိန်းချုပ်ပေးထားတာဖြစ်ပါတယ်အဲ့လိုပျော့စီမျိုးဖြစ်ပါတယ် ကဲအောင်မဲညိုဟာဘယ်ရှမ်ပူဘတ်တာဖလိုက်ဖီဟာဘယ်ရှမ်ပူလေးရပါပြီ နောက်၃ရက်နေလို့ရှိရင်အမြုပ်တည်တဲ့ချိန်မှာပြန်လာပြပါမယ်၃ရက်ထားလေးရတယ်ပနည်းထားထားရတယ်ရေးကြည့်တာက ဖုံနေအမုံနေမဝင်အောင်လို့ soft wrapping film လေးနဲ့ပတ်ထားဖို့အုပ်ထားဖို့ပဲလိုပါတယ် ¿Era